ဗမာတွေကဒါလင်ဗမာပြည်ကိုကာကွယ်မယ်တာဝန်ကအဓိကဖြစ်တယ်။ဒီတော့အရင်တုန်းကလို့ခင်ဗျားတို့အေးသေးသေးနေလို့မဖြစ်နိုင်တော့ဘူး။တို့တို့တိုင်းပြည်စိုးရလုတ်တဲ့လူတွေကတိုင်းပြည်ကာကွယ်ဖို့အတွက်ဗမာပြည်မှာစစ်သားတွေနေနေတယ်ဆိုလို့ချင်းမြမတမိုင်းစခဲ့တဲ့ BC 600ခုနှစ်ကနေမျက်မှောက်ခေတ်ကာလအထိနှစ်ပေါင်းများစွာအတွင်းမှာ တိုင်းပြည်နဲ့လူမျိုးအတွက်အသက်သွေးနဲ့ခန္ဓာကိုယ်ဆွန့်လွတ်ခဲ့ကြပြီးကိုရိုးကိုစီးရထိုးခဲ့ကြတဲ့သူရဲကောင်းတွေဟာ တိုင်းပြည်အတွက်မှားတမ်းချွေခဲ့ပါတယ်။အခုတင်ဆက်ပေးမှာကတော့ကဘာတီနေသည့်မြမာတီနေရေးအတွက်အသက်ဆွန့်ခဲ့ကြတဲ့စစ်တီအပေါင်းတို့ရဲ့သမိုင်းဝင်မှတ်တမ်းများကိုစောင်းမရှင်ဝေလွင်မောင်ရဲ့သူရဲကောင်းတို့မှားတမ်းဒုတိယပိုင်းလေးမှာဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီးမာရန်ကျန်စစ်သားမင်းကြီးနဲ့အပေရနာမီဖီးယားတို့ရဲ့သမီးတော်လေးရွှေအင်စီဟာပြည်ခရမင်းသားလေးနဲ့ချစ်ကျူးတွေ့ခဲ့ကြပါလေဒီမေတ္တာဖွဲ့ဇလန်းမှာမူကြီးမတ်ကြီးတို့ကသမီးတော်ကိုကလားနဲ့ထိမ်းများတယ်အဆက်အနွယ်တွေနဲ့ကလားဖြစ်တော်မြန်မာနိုင်ငံလဲကလားနိုင်ငံဖြစ်တော်မူထို့ကြောင့်ကလားနဲ့မထိန်များတဲ့ကြောင်းရှောက်ထားကြကုန်ဒီမာရန်မှာ ိုင်ငံနဲ့လူမျိုးအတွက်သစ္စာရှိမူးကြီးမှတ်ကြီးတို့ရဲ့မှားတမ်းလို့ဆိုနိုင်ပါမယ်။ပြန်စစ်သားမင်းကြီးဟာပညာရှိတို့ရဲ့အမှားတကားကိုနာယူတော်မူခဲ့ပါမယ်။ပြန်စစ်သားမင်းကြီးရဲ့နိုင်ငံချစ်စိတ်မျိုးချစ်စိတ်နဲ့ပညာရှိတို့ရဲ့အကြံဉာဏ်ကိုလက်ခံတဲ့စိတ်တို့ကသမိုင်းတွင်စံပြုထိုက်ပါတယ်။ဘရင်နောင်ဤနောင်ရိုးစိတ်သက်ရဲဘော်ရဲဘက်အပေါင်းတို့စစ်တို့၏တဘောမှာ လူနေစီများစီက ပဒါနာမဟုတ်။သူရတတိနဲ့စပရိရဲ့ဆင်အား၌သာပဒါနာဖြစ်သည်။ကြာရှည်ဆိုင်း၍မလျော်ကလင်းမြန်စွာတိုက်ပြီးနောင်ရိုးချောင်းကိုကူးရန်ဖောင်မန်းအလျင်မြန်ဖွဲ့ကြရသည်။ဘရင်နောင်ကျော်ထင်အနော်ရထားရဲ့တမိုင်းဝင်စစ်ထွက်မိန်ကောဟာနောင်ရိုးတိုက်ပွဲတပွဲတည်းအတော့တာမကယနေ့မြမတက်မတော်အတွက်ပါ နောင်ရိုးစိတ်သက်ကခိုင်မာစွာရှင်သန်ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။သူရဲကောင်းတို့ရဲ့မှားတမ်းတွေကို ပြန်နေသူတို့ကလက်ဆင့်ကမ်းအမွေခံယူခြင်းပဲဖြစ်ပါတယ်။ကုန်းမောင်ခေဆင်ဖြူရှင်မြေဒူးမင်းဤမာတန်းဆင်ဖြူရှင်လက်ထက်မှာတရုတ်မြန်မာစစ်ပွဲ၄ချိန်တိတိဖြစ်ပွားခဲ့ပါတယ်။1965ခုနှစ်မှာကျိုင်းတုံ1966ခုနှစ်မှာဗမော1969ခုနှစ်မှာဗမော်တို့ကိုတရုတ်တို့ကအင်အားအလုံးရင်းနဲ့စတင်တိုက်ခိုက်ခဲ့ကြပါတယ်။တရုတ်ရေတပ်ကြီးတပ်များက သဲသဲမဲမဲတိုက်ခိုက်ကြပါမယ်တရုတ်တပ်ဖွဲ့တို့ရဲ့ရဲခါပိုတပ်များမှာမြန်မာတပ်များရဲ့ဖြတ်တောက်တိုက်ခိုက်ရင်ခံရတဲ့အတွက်တရုတ်တပ်များဟာအရှုံးနဲ့သာရင်ဆိုင်ခဲ့ကြရပါတယ်တရုတ်မြန်မာစစ်ပွဲ၄ချိန်စလုံးမှာမြန်မာကလာအနိုင်ရရှိခဲ့ပါတယ်ဒီစစ်ပွဲတွေမှာဆင်ဖြူရှင်မင်းစစ်သူကြီးမဟာသီဟာသူရစစ်သူကြီးဗလာမဲတင်နဲ့တင်ကြမင်းခေါင်တို့ရဲ့တင်နကပြူဟာကိုနှောင်းလူတို့အတွက် မှတ်သားလိုက်နာထိုက်တာကြောင့်ထိုစစ်သူကြီးတို့ရဲ့သေနကဗျူဟာကို အောက်ပါအတိုင်းမာတမ်းပြူလိုပါတယ်။စစ်ဦးစစ်ဖျားဆိုပြီးမှအခက်အလက်များသာဖြစ်သည်။အမည်အရင်းဖြစ်သော မျိုးရိတ်ခါထောက်တက်မှကိုဖျက်ပိုင်းတူးပစ်လျက်အခက်အလက်ဖြစ်သောစစ်ဖျားစစ်ဦးနွမ်းနယ်ခြောက်သွေ့၍ဖင်းမီးအစာတို့ဖြစ်တဲ့ကဲ့သို့ရှိလိမ့်မည်။ဟူ၍သမိုင်းဝင်မှာကြားခဲ့ပါလေ။ နဒီတိန်နာပြုံမာတန်းကုန်းပေါင်ခေဦးစင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာလက်ဝဲတုံ더라ကရေးဖွဲ့ခဲ့တဲ့အစောဆုံးစစ်ပညာဆိုင်ရာပြုဖြစ်ပါတယ်ထိုခေကာလမှာမြမတက်မတော်ဟာလဲအောင်မြင်မှုအထွတ်ထိပ်တို့ရောက်ရှိနေခြင်းဖြစ်ပါတယ်တာမန်စစ်တိုက်မီများကိုအလေးမထားပဲစစ်သူကြီးများနဲ့စစ်တီတော်တို့ရဲ့ကျင့်ဝတ်များကိုအလေးပေးပြီးရေးဖွဲ့ခဲ့တဲ့ပြုဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း250ခန့်ကရေးပွဲခဲ့တဲ့ကျင့်ဝတ်များဟာမျက်မှောက်ခေတ်27ရာစုအထိစီလျော်ပြီးလိုက်နာဆောင်ရွက်သင့်တဲ့စီကံများကိုခြင်းတရားများသစ္စာမေတ္တာတရားနဲ့စစ်အောင်နိုင်မှုများကိုဖော်ကျူးရေးသားခဲ့တဲ့အတွက်တံပိုးထားရခြင်းဖြစ်ပါတယ်။ရှေးမြမစစ်တီတော်များရဲ့ကျင့်ဝတ်တိုက်ခါနဲ့အညီစောင့်ထိန်ခဲ့ကြကြောင်းဖြင်ရှားစေတဲ့ပြို့လည်းဖြစ်ပါတယ်။နန္ဒီသိန်းနာပြို့ကိုအခြေခံရာမိញမ်းရာဇက်မှာ 950ဇန်နိပတ်တော်တဲ့ကသဒုဋ္ဌနိပတ်ဖြစ်တဲ့ဝီဝရဝုမ300တခုမြောက်ဖြစ်တဲ့စူလကလိကဇတ်ဖြစ်ကြောင်းမှတ်သားရပါတယ်။လုံးလာလဲရှိဉဏ်ကဝိနဲ့တတ္တိရေရောင်ပွဲကြီးအောင်သည်စွမ်းဆောင်လုံးလအကျိုးဒီ။ဤစာဘရဲ့အဓိပ္ပာယ်မှာအောင်နမိတ်ရှုံးနမိတ်တပေါင်းစနီးဟူသည်ကများသောအဖြစ်မှတ်ကြောင်းလက္ခဏာများသာဖြစ်သည်။စင်စစ်မုတ်ချအဖြစ် မှန်သည်ကြီးမဟုတ်ညီသည်အမှုကိစ္စကြီးငယ်မဟုဝရိယပညာသည်သာပဓာနာဖြစ်ကြောင်းမှတ်သားရပါတယ်စီလုံးညီညွတ်ခြင်းလုံလဝရိယထက်တန်ခြင်းနဲ့တခုတည်းသောအာယုံအောင်စိတ်ဆူးဆိုင်ထားရှိခြင်းသည်စစ်ပွဲကိုအောင်မြင်စေရ၏ကြက်ကြက်တဲတဲစီစီလုံးလုံးနှလုံးစိတ်ကမငဲ့ကွက်အောင်ရဲမတ်တို့အားနားပါချာချာပြပြပြောပြောသဘောတလေး ညီကြ၍စစ်အောင်နိုင်ရေးအတွက်စီးလုံးညီညွတ်မှုဟာအရေးကြီးကြောင်းနဲ့စီးလုံးညီညွတ်မှုရှိစေရန်ထက်အောင်အစစ်စစ်အမိတ်အာဏာကိုတိတိကျကျလိုက်နာကြစေရန်လိုအပ်ကြောင်းမှာတမ်းပြုခဲ့ခြင်းဖြစ်ပါတယ်။ဘုံမူအာဏာစစ်ကဲမှလျင်တီယာကျွင်းမဲ့ကြောက်တုံလဲလော့စစ်ကဲအာဏာတက်မူမှလျင်သေချာစိမ့်မှုစွဲမှတ်စုလော့ တမူးအာနာအကျက်မာလျင်ညီညာနှလုံးယူ၍ကျုံးသို့အရှုံးမကွဲကြစေနှင့်စကားနှုတ်ပေါက်ရှီတိုင်းဖောက်၍တယောက်တခွန်းအခွန်းအနာ ကွဲပြားထွေထွေ မများစေနှင့်အီစာဘိုက်၏အတိတ်ဘယ်မှာစစ်တပ်တပ်ရဲ့တည်တံ့ခိုင်မြဲရေးဟာစီကံကအဓိကဖြစ်ကြောင်း ပြဆိုခဲ့ပါတယ်စစ်အောင်နိုင်ရသော အကြောင်းတို့မှာပေးကမ်းချီးမြှင့်ခြင်းဟာလည်း တဘာပါဝင်ကြောင်းနဲ့စစ်ပွဲမတိုင်မီကာလစစ်ပွဲကာလစစ်ပြီးကာလများမှာအထူးပြုအပ်တယ်ဆိုပြီးဖွဲ့ဆိုမှကြားခဲ့ပါတယ်စစ်တီတိုင်းဟာနှုတ်ဆောင်စည်းမှုရှိရမှာဖြစ်ပြီးတိုက်ပွဲမှာအကြဆုံးတဲ့စစ်တီများထက်နှုတ်ဆောင်စည်းမှုမရှိလို့သေချာပျက်စီးရတဲ့စစ်တီများကပုံမှုများပြားတက်သဖြင့်ယခုလိုမှားတမ်းပြုခဲ့တာ ဖြစ်ပါတယ်တက်တော်ကြီးစစ်ချီစစ်တက် စစ်စခန်းချရာမှာလိုက်နာရမယ်နီးနာအဖျားဖျားနဲ့ဤတို့ဆုံးမမာတန်းပြုခဲ့နေတယ်စစ်တီတော်အပေါင်းသူတော်ကောင်းတို့အကြောင်းဆွေးနွေးနာပြီးသေးလို့မျိုးကျေးရွာသည်ခရီးတခွင်ဥစ္စာရှင်ကကြည်လင်မြက်လေးမပေးမစွန့်တညွတ်တစ်ခတ်ခင်းရွက်တနွယ်တက်ငယ်တစ်ပြည့်ဝါတစ်စင့်မြသူ့ပစ္စည်းအားမပြင်းမနဲ့လမ်းတော်လမ်းကူး တတ်တော်ဦးတို့ဟင်းခူးထင်းခွေမိုးရီခန့်ငယ်မြင်းစင်ထင်းကြောင်းမပြောင်းမထွက်အသက်အတန်စိတ်ညံကြစေသေခွေပတ်ချုပ်ဆိုင်ရာအုပ်လျက်လှုပ်မယိုင်းစိတ်ကြံ့ခံ၍နိုင်နိုင်ဆုံးမှကွက်လေသည်စတူကြီးမဟာဗန်နူလာဤမာလန်စတူကြီးမဟာဗန်နူလာဟာကုံးမောင်ခက်ဘိုးတော်ဖះပဒုံမင်းနဲ့ဘာကြီးတော့ ဂိုင်းမင်းသားတို့လက်ထက်မှာရွရွချွန်ချွန်သက်စွန့်ကြိုးပမ်းမှုထမ်းခဲ့တဲ့မြန်မာစစ်သူကြီးတဦးဖြစ်ပါတယ်စစ်သူကြီးမဟာဗန်နူလာဟာအင်္ဂလိပ်တို့ရဲ့ကြီးမားသောထိုးစစ်ကိုရဲဝံစွန့်စားစွာဥဆောင်တိုက်ပွဲဝင်ရင်းနဲ့ရန်သူအမြောက်ကြီးစံထိမှန်ပြီးဓနုမြူမျိုးမှာတိုက်ပီအတွက်အသက်ပေးဆက်ခဲ့တာဖြစ်ပါတယ်မဟာဗန်နူလာရဲ့ကြိုက်ကလုတ်တပ်စခန်းစစ်ထွက်မိန်ကွန်းဟာ 带保温杯，也没塞对面了嘛噶，拿牛肉煮吧，没大包呀，马蛋的苦，撇开娃嘞。包包沙沙，飘柔加凉，牛肉的牛肉，多做一盅不话多，小加来米，没啥牛肉一盅撇下点吃，明码一锅么牛肉汤，带客人来约这样子个，下着温冰雨，捏杯在坐一坐，马蛋别说白话嘞。不久，晚上一。 မာတန်းမြို့သားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ဇွဲ တက်တိပြက်သားမှုနဲ့ခေါင်းဆောင်ပီသားမှုအပါဝင် အထူးထူးသောစွမ်းရည်များကြောင့်မြမလွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့နေဝင်ချိန်မှာကြောက်ကြားရဲပေါ်ကဲ့သို့တိုင်းပြည်အားမာကြားခွင့်မရခဲ့ရှာပြီတို့ပေမဲ့ဗိုလ်ချုပ်အောင်ဆန်းသက်ရှိထင်ရှားရှိစဉ်ကပြောကြားခဲ့တဲ့မိန့်ခွန်းတွေဟာသူ့ရဲ့မှားတမ်းပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မှာတမ်းတွေအနက် မျက်မှောက်ခေတ်ကာလပြည်သူစစ်မှုထမ်းဥပဒေနဲ့အညီကိုင်ကြီးကျင့်သုံးလျက်ရှိတဲ့ပါတန်းတစ်ခုကိုထုံနှုတ်ဖော်ပြခြင်းပါတယ်။အဲဒီမှာတမ်းကတော့1948ခုနှစ်ဇူလိုင်လ23ရက်နေ့ရန်ကုန်မြို့တော်ခမ်းမအပြင်ဘက်မှာပြည်သူလူထုကိုဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးပြောသွားတဲ့မိန့်ခွန်းတွေက စာပိုက်တစ်ခုဖြစ်ပါတယ်။ဒီမှာတမ်းကတော့ တို့တို့ဗမာတွေကဒါလင်ဗမာပြည်ကိုကာကွယ်မယ်တာဝန်ကအဓိကဖြစ်တယ်။ဒီတော့အရင်တုန်းကလို့ကျွန်တော်အေးသေးသေးနေလို့မဖြစ်နိုင်တော့ဘူး။တို့တို့တိုင်းပြည်ဆိုရလုတ်တဲ့လူတွေကတိုင်းပြည်ကာကွယ်ဖို့အတွက်ဗမာပြည်မှာစစ်သားတွေနေနေတယ်ဆိုလို့ချင်းဗမာတိုင်းဗမာတိုင်းဟလာအရွယ်ရောက်တဲ့လူမှန်နှမကျမ်းမာတဲ့လူမှန်နှမစစ်မှုမတမ်းမနေရဆိုပြီးအတင်းဥပဒေနဲ့နေပြီးတော့စစ်သေးမယ်ထဲရလို့ရဲ့ဟလာအဲ့ဒါမျိုးတွေလုတ်တာလောက်ရလို့ဟလာ ။ဒီနှစ်တန်နေသုံးနှစ်တန်နေဝင်ပြီးတော့ဖြစ်တဲ့မယ်လောက်ရမယ်။လောက်ပြီးတဲ့နောက်ဖြစ်ဖြစ်တဲ့ကံမဲ့ဆိုရင်လည်းဝင်တိုက်ရမယ်စ။ခင်ဗျားတိုက်ချင်းတိုက်ချင်းမတိုက်ချင်းမတိုက်ချင်းအဲ့ဒါဝင်တိုက်ရမယ်။အဲ့ဒါကံတာဝန်မဲ့။ဒါလွတ်လပ်ရေးရတဲ့ကဖြစ်မဲ့တာဝန်မျိုးပဲ။လွတ်လပ်ရေးရတဲ့ကဖြစ်မဲ့တာဝန်မျိုးပဲ။ပိုကျော်အောင်ဆန်းကပြောကြားခဲ့ပါတယ်။မြမသမိုင်းစဉ်တလျှောက်သူရဲကောင်းများစွာတို့ရဲ့မှားတမ်းပေါင်းများစွာရှိပါလေ။မာရန်ရဲ့သဘောဟာမိမိဆန္ဒကို တဖက်လူတို့သိစေလိုခြင်းဆက်လက်ဆောင်ရွက်စေလိုခြင်းများ ပါဝင်နေပါတယ်။မပြည့်သေးသောပကြီကားတစ်ချက်ကိုဆက်လက်ရေးဆွဲကြရန်မှာနှောင်းလူတို့ရဲ့တာဝန်ဖြစ်ပါတယ်။ခေအဆက်ဆက်သူရဲကောင်းတို့ရဲ့မှားတမ်းများမပြည့်သေးသောတာဝန်များကို ရှင်းတန်နေစေမျိုးဆက်တို့ကသမိုင်းပေးတာဝန်ဖြစ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။သင်အံ့မှုမှုပျောက်ကြားရဲပေါ်ကလေးတွေပင်တိုင်းပြည်အပေါ်အားနာနေသေးသည်ဆိုပါလျှင် ရှင်သန်နေစေရဲဘော်ရဲဘက်အပေါင်းတို့ကထိုးသူရဲကောင်းတို့အပေါ် ပြန်လဲအားနာစိတ်ရှိရပါမယ်။သူရဲကောင်းတို့အမှားစကားမှားတမ်းများကို မျက်ွယ်ပြူ၍မသိမ့်ပါ။ဒါမှသာ တိုင်းပြည်နယ်လူမျိုးအတွက်ကြာရတာဝန်ကိုဦးလယ်မတုံထမ်းရွက်နိုင်မှာဖြစ်ပါတယ်။ရှေးကသူရဲကောင်းတို့ကသစ္စာပြုခဲ့ကြတာဖြစ်ပါတယ်။သစ္စာတရားဆိုတာအမှန်တရားပင်ဖြစ်ပါတယ်။ရန်အပေါင်းအောင်မြင်ခြင်းတရား၄ပါးမှာသစ္စာတရားက ိကအချက်ဖြစ်ပါတယ်။ဒါကြောင့်ငါတို့ဒီကြာဆုံးနေပြီးတော့တက်မတော်သားတို့ဤသစ္စာကိုစောင့်သိယူသေးပါမည်။ဆိုတဲ့သစ္စာစကားဟာမြမတက်မတော်သားတို့ရဲ့နှလုံးအိမ်မှာကိန်းအောင်ခိုင်ကြီးပြီးရှိနေပြီဖြစ်ပါတယ်။ဂရိသစ္စာမှန်သောအခါဝယ်ဩဇာလေးနဲ့ပေါ်စီတက်၍နွယ်မြတ်သပင် စေဘဝင်သည် ဆိုတဲ့ဆိုယူစကားလည်းရှိပါတယ်။ နေညာမပြတ်သစ္စာလေးရက်ကိုဥထိပ်ပန်ဆင်နေတဲ့မြမတက်မတော်သားတို့ရဲ့သစ္စာတရားကဩစာလေးနဲ့အစွမ်းထက်နေမှာဖြစ်ပါတယ်။မြမတက်မတော်သားတို့ရဲ့စည်ရေးစွမ်းရည်စီလုံးရေးစွမ်းရည်နဲ့အုတ်ချုပ်ရေးစွမ်းရည်တို့ကအစင်အမြဲထက်မြက်ပြည့်စုံနေမှာဖြစ်ပါတယ်။ထိုများမကဘိုးဘွားစင်ဆက်ရှင်းအစင်နောင်အဆက်သူရဲကောင်းတို့ရဲ့အသက်သွေးခန္ဓာဆုံးလုပ်ခဲ့ကြပြီဖြစ်သော သူတို့ရဲ့မှားတမ်းများက ဟာဝရရှင်သန်နေမိတာဖြစ်ပါတော့တယ်ခင်ဗျာ။